ပရိသတ်တို့ဗီဒီယိုထဲမှာမြင်တွေ့နေရတာကတော့တရုံရိုးရနဂါးအကပဲဖြစ်ပါတယ်။ဒီအကကိုရိုးရပွဲတော်တွေမှာတိုက်ရိုက်ကြည့်ရှုလို့ရတယ်လို့အွန်လိုင်းဗီဒီယိုတွေကနေတဆင်လဲတွေ့နိုင်ပါတယ်။များသောအားဖြင့်တရုံရိုးရနဂါးအကကိုကောက်ဖို့အတွက်လူနှစ်ယောက်ကရိုးရနဂါးဝှစ်စုံနဲ့ဝင်ပြီးတော့ဖြောပြရပါတယ်။ကောက်ွက်တိုင်းကလည်းခက်ခဲပြီးတော့ဂျိုးမလှူရှားမှုတွေတဲ့အောင်စင်တူတယ်လို့ဆိုရမှာပါ။ဒါအပြင်ကတဲ့အချိန်ခုံတဲ့အချိန်နဲ့ဘောလုံးကိုစိတ်ဝင်တစားဆော့ပြတဲ့အချိန်တိုင်းမှာ လှုပ်ရှားမှုတစ်ခုစီတိုင်းဟာတကိတ်ချင်းသေးတကောင်လို့အသက်ဝင်တက်ကြွနေဖို့လဲလိုပါတယ်။လက်တလုံးမှာတရုတ်နိုင်ငံကအံ့ဩဖွယ်တီထွင်မှုကြီးကိုချပြခဲ့ပါပြီ။လူတိုင်းအောင်မကားနိုင်တဲ့အခုလိုတရုတ်ရိုးရာငကားအကကဖို့အတွက်စက်ရုပ်တွေဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဆဲယုတ်တွေမှာလိုအပ်ချက်တွေရှိနေသေးပြီးကားခွက်တွေကတောင်းနှောင်ကြီးတွေဖြစ်နေသေးတယ်ဆိုရင်တော့အနာဂတ်မှာတော့ဒီချိုရင်းချက်တွေကိုဖာထေးနိုင်မှာအသေးချာပါပဲ။ ထပ်ပေါင်းပြောရရင်လက်ရှိတရုတ်နိုင်ငံရဲ့ Artificial Intelligence AI ဉာဏ်ရည်တုတွေက American အောင်လိုက်မမီတော့ဘူးဆိုတာအလုံးအသိပါပဲ။ဒါကြောင့်အနာဂတ်မှာတရုတ်ရဲ့ AI နည်းပညာကကမ္ဘာကြီးပေါ်ဘလောက်တောင်လွှမ်းမိုးလာနိုင်လဲဆိုတာတွေးကြည့်ရုံနဲ့တောင်ကြက်သီးထားဖို့ကောင်းနေပါပြီ။ပြည်သက်ကြီးလို့ရောဒီစက်ရုံနှကားအကကိုဘလို့ထင်မြင်မိလဲဆိုတာပြောပြပေးသွားကြပါအောင်နော်။တိရွတ်နဲ့ရုပ်ပုံပေါ်တဲ့အမှုပညာကိုလူတိုင်းကြားမှုနာဝရှိကြမှာပါ။ ါပေမဲ့ဒီနည်းပညာကတော့ဘယ်သူမှလိုက်မမိတဲ့နောက်တဆင့်ကိုရောက်ရှိသွားပါပြီ။ UV လေးဆာကိုတေချာချိန်ညှိပြီးတရွက်ပေါ်မှာပကြီးဆွဲပေးမဲ့နည်းပညာပဲဖြစ်ပါတယ်။ဒီနည်းပညာနဲ့ဆိုရင်လက်နဲ့ဖိရင်တော့ပဲ့သွားရလောက်အောင်နူးညံ့တဲ့တရွက်တရွက်ပေါ်မှာဓာတ်ပုံတွေပကြီးတွေကိုလုံးဝအသေးစိတ်ထွင်းလို့ရသွားပါပြီ။ဒီမှာဆိုရင်လူတယောက်ရဲ့မျက်နှာကိုဘလောက်တောင်အသေးစိတ်ကြနေအောင်ပုံဖော်ထားလဲဆိုတာကိုတွေ့ရမှာပါ။စုပ်ချက်တစ်ခုစီတိုင်းဟာတာမန်တရွက်လေးတရွက်ကိုတော့သဘာဝကင်းဖက်စတစ်ခုအဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဆက်နဲ့ဆိုရင်တည့်ရွက်ပေါ်မှာလူတစ်ယောက်ရဲ့ portrait ပုံတွေပဲဖြစ်ဖြစ်သဘာဝရှုခင်းပုံတွေပဲဖြစ်ဖြစ်ကြိုက်တယ်လို့ပုံဖော်လို့ရနေပါပြီ။ဒီနည်းပညာဟာသဘာဝတရားကို organic အမှုပညာဖြစ်ပြန်ပြီးတော့ဖန်တီးလိုစိမ့်ရှိတဲ့ပကြီးစရာတွေရောလက်မှုပညာသေးတွေအတွက်ပါအသုံးဝင်ပါတယ်။ပြည့်တဲ့ကြီးတို့ရောတရွက်ပေါ်မှာရေးဆွဲထားတဲ့ဒီပကြီးတွေကိုဘလိုမျိုးထင်မြင်မိပါသလဲရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်လွယ်လွယ်နဲ့ပတ်စံများများရတဲ့အလုံး လုံးရတာလည်းအရင်လွယ်တယ်ပတ်စံလည်းများများရမယ်အဲ့ဒီအလိုမျိုးကိုပရိသတ်တို့စိတ်ဝင်စားကြပါသလားအခုဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့အမျိုးသမီးကဖော်လုံးတွေကိုစီရတဲ့အလုပ်ပါစက်ကနေအစင်းသင်းဖြတ်ပြီးသားကြလာတဲ့ဖော်လုံးတွေကိုချင်းတွေတဲ့အစီအီထည့်ရတာပါဘဘဘဘလုံးနိုင်မှဖြစ်ပြီးတော့လောက်ရတာလေအရန်ကိုလွယ်ပါတယ်ဒီအမျိုးသားတွေကတော့တရုတ်လမ်းမုံထုတ်တဲ့စက်ရုံမှလုပ်နေတာပါထိုင်ရန်ကနေထစရာတောင်မလို့ပဲအေးဆေးလုပ်လို့ရပါတယ်အစင်းတစင်တိုင်းအတွက်အလုံသမားတယောက်စီတည်တံ့ခံထားတာဖြစ်လို့အလုံအပူလည်းမရှိကြပါဘူး အကုန်လုံးကကိုတောင်ဝင်ယူထားတဲ့အပိုင်းပြီးအောင်ပဲအေးအေးဆေးဆေးလုပ်ရင်ရပါပြီ။ဗီဒီယိုထဲကအမျိုးသားဆိုရင်သူ့တောင်ဝင်ကဂျုံသားတွေမကတ်သွားအောင်အမုံဖြူပေးရုံပါပဲ။နောက်ထပ်အမျိုးသမီးကတော့ထိုအမုံတွေကိုဂျုံသားအနှံ့ဖြန့်ပေးရပါတယ်။ပညာသားမပါသလိုချွေးတောင်မထွက်တဲ့အလုံမျိုးလိုတောင်ပြောလို့ရပါတယ်။နောက်ထပ်ထိုင်ရာကနေမထဘဲလုံနိုင်မဲ့အလုံကတော့ပလင်းအဖိုးပိတ်တဲ့အလုံမျိုးပါ။ပလင်းတွေထည့်ထားတဲ့ဘူးဝင်တွေကိုတူအသေးလေးနဲ့ခန်းချက်ညီညီထုတ်ရိုက်ပြီးတော့ပိတ်ပေးရုံပါပဲ စက်ကူဖာတွေစီပေးတဲ့အလို့ဆိုရင်လွယ်လို့လို့ဗီဒီယိုတဲကအမျိုးသားကအိတ်နေရင်တောင်မှလုံနေနိုင်ပါတယ်။အပြင်းကြီးတဲ့သူတွေအတွက်တော့ဒီလိုအလို့မျိုးကအကိုက်ဆုံးပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။